တရားမှမရှိသေးဘူးကြာကျတော့ live ပြန်လွှဲမယ်ဆိုတော့မသိကြဘူးဖြစ်ခါလီပါနော် line ကြတာမဟုတ်ဘူး why 2တော့ဗျဟုတ်တယ်ပြန်စတာမဟုတ်ဘူးပြောပြရလေးကြံခဲ့လို့တကယ်ကခုနကဟာလေဘာမှမပြောသေးဘူးကျတော့ပဇာတက်ရှိရဆော့ပြောနေတာလောက်ပဲရှိသေးတယ် line 2တော့မဟုတ်ဘူး why ကြတော့ line ကကောင်းပါတယ်ကျတော့ကြည့်တော့ဘာမှမဖြစ်ဘူးဒီ line 2ခန့်လိုက်ရတာတကယ်ကဒီမှာနည်းနည်းလေးတစ်ခုလောက်ထပ်ပြောချင်းသေးလို့တက်လာလားနော်ဒီလိုကဒီမှာရှင်းရှင်းလေးပဲပြောတော့မှာ ျွန်တော်နိုင်ငံရေးကတန်ခါနဲ့ဖုန်ကြီးမကွဲတဲ့နိုင်ငံရေးပြဟုတ်လားမြန်မာပြည်ပဲဦးတည်နေလဲအခုမြန်မာနိုင်ငံရေးဘလုတ်ပထွေးဖြစ်နေတယ်လို့မြင်ကြပေမဲ့ရှေ့ဆက်ဖို့ကတိရုံမကနဲ့နားလည်ဖို့ပါလိုနေတာကိုကျွန်တော်ကျွန်တော်မိတ်ဆွေတွေသတိပြုမိကြမှာပဲတော်လိုင်းမှာဟုတ်ခုနက line line လက်ကြောက်သွားတော့လည်းပေါ့တယ်ထင်တယ် ခုခုနပြောတာကဘယ်သူမှမကြားလိုက်ဘူးနော်ကျွန်တော်ပြောတော့တကယ်ဒီလိုပြထပ်ပြောချင်တာလေရှင်းတရားလေးပြောချင်လို့တက်လာတာကျွန်တော်တို့အခုနိုင်ငံရေးဟာတန်ကာနဲ့ဖုန်ကြီးမကွဲတဲ့နိုင်ငံရေးပြ Yes or no မြန်မာပြည်ကဘယ်ဦးတည်နေလဲဘယ်သူမှပြောလို့တရားပြောလို့မနိုင်ဘူးနော်မြန်မာနိုင်ငံရေဘလောက်ပထွေးဖြစ်နေတယ်လို့မြင်နေကြပေမဲ့ရှေ့ဆက်ဖို့တိရမကအနားလည်ဖို့ပါလိုနေတယ် သတိပြုမိကြတဲ့အခြေအနေပါပဲတော်လာရေးမှာပါဝင်သူများစုဟာဖောက်ကြီးနဲ့တန့်ကလည်းမကွဲဘူးလူထုနဲ့လူအုပ်ကောင်းကောင်းမခွဲခြားတတ်တာကကျွန်တော်တို့ဘယ်ကိုဦးတည်နေလဲဘယ်လိုအနာဂတ်ကိုရောက်မလဲဆိုတာကိုမိကွန်ရဲ့အစပဲအဲ့ဒီရှုပ်ထွေးမှုပဲပြောချင်လို့တက်လာတာအချက်၃ချက်နားလည်ထားဖို့လိုတယ်ပထမ specialist မဟုတ်တဲ့ generalist နိုင်ငံရေးမြန်မာနိုင်ငံရေးမှာတိကျတဲ့ specialist တွေရှားပါတယ် ဇန်နဝါရီရေဘူရကျွန်တော်တို့မျိုးဘာမဟုတ်တဲ့အလုပ်တိတလို့လို့မတိတလို့ကောင်းနေအများကြီးပဲတော်လိုက်ကာလာမှာတာဝန်ယူစိတ်ပြင်းပြတာက ကောင်းတယ်ဒါပေမဲ့နိုင်ငံရေးကယုံကြည်မှုနဲ့ကြီးပဲလေမရဘူးယုံကြည်ယုံတင်မကဘူးကျွမ်းကျင်မှုပါလိုအပ်တယ်အခုဆိုတအားကိုလိုအပ်တာဥပမာဗျာတိုက်အိတ်တလို့စောင့်မယ်ဆိုရင်ကျွန်တော်ယုံကြည်ချက်နဲ့ဒီအိတ်ကိုငါတို့အိတ်ငါတို့စောင့်မယ်ဆိုပြီးတော့အုတ်သက်ပေးအဲ့လောက်နဲ့မရဘူးအင်ဂျင်နီယာပညာနားလည်ဖို့ လိုတဲ့ပုံစံမျိုးပြောချင်တာတောင်ဝင်ယူတဲ့သူတိုင်းဟာယုံကြည်စိတ်အပြစ်မှောက်ကိုကျွမ်းကျင်မှုလည်းရှိဖို့လိုအပ်တယ် Yes on ဒုတိယအချက်ကဖြော်ဖြေးရေးသမားလားနိုင်ငံရေးသမားလားလူပြည့်လားမင်းသားလားလူရှင်တော်လားမသိတာเนาะအဲ့ချက်ကပို့ဆိုးရိပ်စရာဗျာ လူပြည့်နဲ့နိုင်ငံရေးသမားတရုတ်ဆောင်တဲ့တမိုင်းသူတိတိပရိသတ်နဲ့ပြည်သူခြားနားမှုမရှိတော့တယ်လို့ဖြစ်နေတယ်ဆိုရှယ်မီဒီယာကဲ့မှာနိုင်ငံရေးဟာအနှစ်သာရအထက် လူကြိုက်များတဲ့ဖျော်ဖြေရေးဖြစ်ဖို့ပို့ပြီးနှိစက်လာနေတာဗျဒီတော့ကျွန်တော်တို့လူနာတယောက်ဖြစ်တဲ့ဆိုပါစို့အစိခန့်တော့ပြမယ်ဆရာဝန်ကိုရွေးမယ်ဆိုရင်ကျွမ်းကျင်မှုထက်စကားပြောကောင်းတဲ့လူကိုကျွန်တော်တို့ရွေးမှာလား အခုကအဲ့လိုရွေးနေတဲ့လိုမျိုးဖြစ်နေတယ်ပြည်သူအကျိုးစီးပွားထက် like and share များဖို့ဦးစားပေးလာတဲ့အခါမှာစနစ်ချွေမှုပေါ့ကို စနစ်တကျထိတွေ့ပျက်စီးလာနေပြီဆိုတာသတိထားဖို့လိုတယ်ဟုတ်လားဆရာဝန်ရွေးမှလာကျွန်တော်တို့လူနာစေကံတော့ပြရင်ဆရာဝန်ကောင်းတော့ရွေးမှလာစကားပြောပြောချို့တဲ့အပြောကောင်းတဲ့လူကိုရွေးမှလား ဒီတော့အခုကအဲ့လိုပဲပြည်သူအကျိုးစီးပွားကိုရှေ့ရှုတဲ့ဆိုတဲ့လူတွေထက် like and share များဖို့ဦးစားပေးလာတဲ့အခြေအနေမျိုးအဲ့ဒါစနစ်ချွတ်ရွေးမှုအပေါ်မှာထိတွေ့မှုဆလာနေတာကိုပြောချင်တာအဲ့ဒါသတိထားဖို့လိုတယ်တတိယအချက်ကတကယ်ကိုပဲအနိယာမလည်းမရှိမူဝါဒလည်းမရှိတဲ့တော်လိုင်းရေးတော်လိုင်းကလာရှုပ်ထွေးပါလေဒါပေမဲ့ရှုပ်ထွေးရဆိုတာတိတ်တိုင်းတစ်ဖက်မေးရေးကျွဲအခက်ကမျိုးမဟုတ်ဘူးနော် view ဟာတွေတော့ရှိသင့်ပါတယ်အခုကဟိုးမီအောက်ထက်ကြီးကြီးရလာမှာပဲမင်းကဘက်ဖက်ကလည်းနော်အဲ့လိုဆိုတော့ထက်မင်းကဘာလုပ်နေလဲမင်းကဘယ်မှာအတုံးဝင်လဲမင်းနေတာပို့ဆိုးတယ်ဒါ view ဟာချွေရွေးမှုတကယ်နေရမှာမရှိမူမရှိရတာတိုင်းနေတယ်လို့ဖြစ်နေတယ်သူညနေသူအံဝင်ပဲကြာမဖြစ်ဘူးပြီးတော့တေချာပြောချင်တာကဒီအချက်တွေရဲ့နောက်ွက်ကအကြောင်းအကြောင်းရင်းတွေကိုဆန်းစစ်ကြည့်ဖို့လိုတယ် နော်နံပါတ်1ကမုတ်ဆိုးဆိုင်တင်နိုင်ငံရေးလို့ခေါ်တယ်နိုင်ငံရေးဟာစနစ်တကျ logical ကြကြတိစားမှုမရှိဘဲအတုမြင့်အတတ်တင်လို့ဖြစ်နေတယ်တော်လာရေးထဲမှာတော့မိဖက်လို့လို့မိဖက် မဟုတ်တဲ့လူလို့လို့ CDN လို့လို့နန်း CDN လို့လို့ရဝဝါးတွေဖြစ်နေတယ်ရတောင်းဝယူဖို့ဘသူတက်လဲဆိုတာထက် ယုံကြည်ရင်မင်းဆရာကြီးတက်လို့လို့ရပြီဆိုတော့အတော်ဝင်တွေတန်းပြီးတော့အကြီးကြီးတက်ပေးနေတာဖြစ်နေတယ်နော်နောက်နံပါတ်1က rule of law နဲ့ rule by law ကိုမကွဲတဲ့နိုင်ငံရေးလူထုဖြစ်နေတယ်ဗျပြည်သူအများစုကလူထုနဲ့လူအုပ်အာဏာနဲ့မူဝါဒဖော်ဆောင်ရေးဘာမှကောင်းကောင်းခွဲခြားလို့တတ်တာမဟုတ်သေးဘူးအဲ့လိုမျိုးရှင်းရှင်းလင်းလင်းနားမလည်ဘူးစိတ်သက်ပိုင်းဆိုင်ရာရှင်းလင်းမှုမရှိသေးတဲ့အခါမှာတော်လိုင်းရဘယ်လိုဖြစ်နေဆိုရင် ဘလုံးပထွေးတန်တမန်ရေးနေပဲသွားနေတာလူထုဆိုတိုင်းအများစုရဲ့သဘောထားမဟုတ်ဘူးဆိုတာတော့ဘယ်သူမှမသိဘူးတကယ်ကလူထုဆိုတာ အများ လူအများစုရဲ့သဘောထားမဟုတ်ပဲနဲ့အများစုအတွက်အကျိုးဖြစ်ဖို့လိုအပ်နေတာ အခုအဲ့လောက်အဆင့်ကိုဝေးအဲ့တော့ rule of law နဲ့ rule by law ကိုခွဲခွဲခြားမသိတာနောက်တစ်ခုကနံပါတ်၃ချက်ကတော်လိုက်ရေးမှာ တီဆောက်ရေးမပိုင်ရင်ဘာဖြစ်မလဲစဉ်းစားကြည့်လက်နဲ့ကြိုက်ပြီးစနစ်ကိုစမ်းကြည့်လာကတပိုင်းငိမ့်ချမ်းရေးနဲ့တိုက်ပြီးတည်ငြိမ်ရေးကိုတီထောင်လာကနောက်တပိုင်းဒီမိုကရေစီဖက်ဒရယ်စနစ်ဘယ်လိုတီဆောက်မယ်ဆိုတာစဉ်းစားဖို့တောင်မှ စိတ်မဝင်စားတဲ့လှုပ်ရှားမှုတွေဟာဘာဖြစ်လဲသိလားအုပ်စုအကျိုးစီးပွားပဲဖြစ်မှာနိုင်ငံတီထောင်ဖို့စစ်တိုက်တိုက်ရောက်လာရလို့လား နားလဲတာနဲ့တိဆောက်ဖို့မပြင်ဆင်ရတဲ့ရင်အောင်ပွဲရပြီးနောက်ပိုင်းပို့ချုပ်ထွေးမှာပဲဘာမှအသေးချာကြီးရမှာမဟုတ်ဘူးနောက်တစ်ခုကဘယ်လိုဖြစ်နေလဲဆိုရင်အဲ့လိုမျိုးအခြေအနေနဲ့ဆက်သွားရင်ဘယ်လိုမျိုးအနာဂတ်မျိုးရင်ဆိုင်ရမလဲဆိုပြောချင်တာကရံဝါးဝါးကောင်းတွေကတောင်းဝန်ယူပြီးတော့ဘာမှမတက်ဘာမှမတိတဲ့အခါမှာအကြီးမားဆုံး view ဟာဘိုင်းချုပ်ရင်းမှုတွေဖြစ်ပေါ်နိုင်တယ်တိုက်ပွဲနိုင်ပေမဲ့စစ်ပွဲရှုံးတယ် ဇန်နဝါရီရေပူရသမားတွေဟိုရောင်ရောင်ဒီရောင်ဟိုဟာတိတလို့လို့ဒီဟာတိတလို့လို့သမားတွေပြည့်နေပြီးတော့ special list ဘာမှအထူးပြုပြီးတော့တိတက်လို့မပါဘဲနဲ့တော်လိုင်းရေးဟာတိုက်လို့နိုင်ပေမဲ့တိဆောက်လို့မရဘူးအောက်ရှိပေမဲ့ engineer မရှိတဲ့တိုက်အိတ်တလို့ဆောက်မလို့ဖြစ်နေတယ်နော်အောက်ချုပ်ရေး policy ဘာမှမခိုင်မာတဲ့ပြည်ထောင်စုဗျံပဒါပြည်ထောင်စုဘလုံးသွေးနဲ့ဆောက်လာတဲ့လူတွေဆောက်တဲ့ပြည်ထောင်စုဖြစ်လာနိုင်မယ်နောက်တစ်ခုဖြောဖြေးရေးနဲ့နိုင်ငံရေးမကွဲတဲ့ဟာတွေ နော်ဘူးလုံးနာထွေးနေပါလေမမသိတဲ့ဟာတွေပြီးသူယုတ်ကြည့်မှုစစ်စစ်မေးမိတ်သွားဖို့အခြေအနေခင်ဗျားတို့ကြောင့်အများကြီးဖြစ်နိုင်တယ်အာနာအသက်ဟာတမိုင်းတက်ကဘာလဲပြန်ကြားရေးကောင်စီလိုမျိုး မီဒီယာဝါဒဖြန့်ချီရေးလို့လို့လူထုကိုဖျော်ဖြေပြီးအာနာထိုင်းနဲ့တိုင်းပြည်တည်ဆောက်တဲ့စနစ်လိုမျိုးဖြစ်သွားလိမ့်မယ်ခင်ဗျားတို့လုံးနေရတွေကဒါကြောင့်တတိပြုရမှာကနိုင်ငံရေးဆိုတာမြင်တာနဲ့တတ်တာမဟုတ်ဘူး နားလည်တက်ဖို့လေးလေးနက်နက်လေးလာမှုလိုအပ်တယ်တော်လိုင်းအောင်မြင်ဖို့ဖြော်ဖြေရေးအာဘာအရေးတတန်နဲ့ပြောနေတဲ့ဖြော်ဖြေရေးမဲ့တဲ့ပုံစံမျိုးနဲ့သွားလို့မရဘူးနိုင်ငံရေးတဘောတရားခက်ခက်မှမှပါဖို့လိုတယ်တော်လိုင်းရဲ့တိစားမှုတိုက်ခိုက်မှုဆိုတာတိစားမှုနိုင်ငံရေးနဲ့စစ်မှန်တဲ့စွမ်းအားဆိုတာအများကြီးလိုသေးတယ်ခင်ဗျားတို့စစ်တပွဲနိုင်ဖို့နားနိုင်ဒီနားနိုင်ဖို့တကောင်ကြာဒီတကောင်ကြာနဲ့ခင်ဗျားတို့ခင်ဗျားတို့ဆွတ်လုံးနေတာဒီ ဒီတော့ခင်ဗျားတေချာဆင်းရကြည့်တော်လိုင်းဆိုတာရန်သူနဲ့တာရုတ်တယ်မကဘူးကိုစိတ်တက်ကပတ်ဝန်းကျင်ဟာရှုပ်ထွေးမှုတွေနဲ့ပါတိုက်ရတဲ့စဉ်းစားနည်းတစ်ခုပဲအဲ့တော့နားမလည်ဘူးဆိုရင်ဘယ်သူပဲအာဏာရရနိုင်ငံတော်တစ်ခုတကယ်တည်ဆောက်နိုင်မှာမဟုတ်ဘူးဒီတော့အဲ့ဒီအခုပြောခဲ့တဲ့အချက်တွေပေါ်အခြေခံပြီးကျွန်တော်အားလုံးဆက်ပြီးတော့စဉ်းစားဆင်ခြင်တည်တဲ့မိကွန်းက ကျွန်တော်တို့ကိုဘသာကိုငါနိုင်ငံရေးတကယ်သိပြီးနားလည်ပြီးလို့ပြောနိုင်မဲ့အသိမြင်ကိုဘယ်လိုဖန်တီးနေတာလဲဘယ်လိုဖန်တီးမှလဲကျွန်တော်တို့နိုင်ငံရေးကိုအခြေခံတော့သိတယ်တင်တယ်နော်တတ်တယ်သိပ္ပံနိုင်ငံရေးသိပ္ပံအခြေခံသိတယ်သိမြင်ရေးပန်းတိုင်းဆိုတော့တတ်မှတ်ရတယ်ဗျနိုင်ငံရေးသိတယ်ဆိုတော့ကိုထင်မြင်ချက်တတ်မှတ်လို့မရဘူးစံချိန်စံညွှန်းတဲ့ပုံစံချပေးတာနဲ့တိုင်ရတာနိုင်ငံရေးအတွေးခေါ်အာဏာဖွဲ့စည်းပုံတန်းတိုင်းနဲ့ပြူဟာ ခွဲခြားစိတ်ဖြောင့်မှုအများကြီးအများကြီးတိကျတဲ့ပန်းတိုင်တတ်မှတ်ပြီးမှနိုင်ငံရေးတက်သည့်ဆိုတဲ့အဆင့်ကိုရောက်လာမြင်တဲ့မြောက်ကြားတဲ့မြောက်ယူပြီးတော့အောင်နေလို့မရဘူးယုံကြည်မှုစစ်စစ်ကိုရှာရတာဆိုရှယ်မီဒီယာကဲပါခင်ဗျားတို့မျက်စိတွေအရှိမပိတ်ထားမှအများကြီးပဲ critical thinking အလေးထားမဖြစ်မနေလို့တယ်နော်ပြီးတော့မြင်တော့ဟို live ပေါ့ကောက်တင်လိုက်မဲ့လူမျိုးလည်းမဖြစ်ဖို့အရေးကြီးတယ် အဲ့တော့ဘာလို့ရလဲတင်ယူရင်းနဲ့မြေတွေဖန်တီးရတယ်ဗျာမိုဘိုင်းယူနီဘာစီတီတွေမြေအောက်တင်ကြားမှုတွေနော်တောဘိုင်းနဲ့မြို့ဘိုင်းနဲ့အတွေ့အကြုံဖလှယ်တာတွေမန်တော်ရှိတွေအများကြီးပဲလုပ်ရတာတွေဒီတော့ကျွန်တော်မေးချင်တာကပြည်သူကိုခင်ဗျားတို့မျက်စိဖွင့်လက်နဲ့တက်ဆင်ပြီးတော့မဟုတ်ဘူးမျက်စိဖွင့်ပြီးတော့အသိဉာဏ်ကိုပထမဆုံးဉာဏ်ဖွင့်ပေးမဲ့ဘသူစလုပ်မလဲဆိုတော့ပဲနော်ဉာဏ် intellectual revolution မျိုးအစင်းလောက်တိတော့မလို့သေးပါဘူးလက်နဲ့ပပနားလဲတဲ့တော်လိုင်းရေးပညာရေးနဲ့ပဲကလူတွေ မတို့အင်အားစုတွေဒေါ်လာရုပ်အသိပညာပေးတဲ့သူတွေမတို့လှုပ်လို့ရပါတယ်ဆရာဆရာမတွေလည်းနေရာမပေးဘူးဟောကျွန်တော်တို့တော့မယ် revol နဲ့ rebe ဒေါ်လာရေးရ revolution revol လို့အတူခေါ်တာတိဆောက်ရေး rebe အဲ့နှစ်ခုကခင်ဗျားတို့ခေါက်ခက်ဒီပဲလဲလိုက်တဲ့ဒင်းကပြားလိုမျိုးပဲတော်လာရေးကစနစ်ဆိုးကိုစန့်ကျင်ပြီးတော့ဖြစ်စည်းတိဆောက်တာအဲစန့်ကျင်တိုက်ခိုက်တာ တိဆောက်ရေးဆိုတော့ကအဲ့ဒီစနစ်အစ်စ်ကိုဖန်တီးမဲ့ခေါင်းဆောင်မှုကိုပုံဖော်တော့ NUG လိုမျိုးလားဖြစ်စည်းဖို့တတိလိုအပ်တယ်အဲ့ဒီနောက်ကခေါ်တဲ့လိုက်ရောက်မှာကဖန်တီးဖို့ညံရောအစ်စ်ရောတခါတည်းလိုပေါ်တာဝန်ယူမှုပါလိုတယ်ခင်ဗျားတို့ဖြစ်စည်းလိုက်တာလွယ်လိုက်တာတိုက်ခိုက်တာဖြစ်စည်းတာခေါ်တယ်ပြီးရင်အဲ့ဒီဟာတွေခင်ဗျားတို့ဘယ်လိုပြန်ဆောက်ပေးမှလဲ နော်အများတို့အဲ့ဒါကိုဘယ်လိုပြောမလဲဆိုရင်ပြပမှာတိဆောက်ရေးတွေပါတယ်တခါတော့တိဆောက်ဖို့လိုနေတယ်ဆိုလိုချင်တာကဗျာဘောလုံးအသိမှာကိုခံအားပဲကောင်းပြီးတော့တိုက်စစ်ဖွင့်လို့မတက်ဘူးဆိုရင်လည်းဂိုးမသွင်းနိုင်တယ်လို့ပဲတော်လာရေးကကိုခံနေတိဆောက်ရေးဂိုးသွင်းတဲ့တက်တက်နီးစနစ်နီးပြူဟာတွေပါနှစ်ခုစလုံးလိုအပ်တယ်တိုက်ခိုက်ရေးရောတိဆောက်ရေးလိုအပ်တယ်အော်ညီကောချုပ်ပြောချင်တာကနိုင်ငံရေးကိုတောတောင်တွေထဲမှာမတုံးနေလို့မရဘူး နော်ခင်ဗျားတို့ကျွန်တော်တို့လူထုနားတဲ့ဝင်းအောင်စစ်စစ်မှန်မှန်နဲ့ဉာဏ်ပညာနဲ့ဘယ်လိုဖွင့်လှစ်မလဲနော်အဲ့ဒါမျိုးပညာရေးပိုင်းတွေမှာထည့်သွင်းမယ်ဆိုတာကြီးအဓိကလိုအပ်တယ်ညီကောင်ချုပ်ပြောချင်တာကလက်နက်နဲ့ပြုပြင်လို့ရတာဟာစနစ်ပဲရှိတယ်ဉာဏ်အသိပညာနဲ့တည်ဆောက်နိုင်တာကနိုင်ငံတစ်ခုတိုင်းပြည်တစ်ခုလုံးဖြစ်တယ်ခင်ဗျားတို့အဲ့လောက်တော့တန်ကောင်နဲ့ဖုတ်ကြည့်တော့ကွဲပေါ့ဗျာ အဲ့တော့ပြောချင်းလို့ပြတက်လာတာဘယ်သူပြောလို့ပြောမှန်းလဲမသိဘူးအားလုံးပြောလဲမဆဲပါနဲ့နော်ကျွန်တော်ဆဲတော့မဖြစ်ပါဘူးတက်တယ်လို့ကျွန်တော်ပြန်ပြီးတော့ဆွေးပြေးတုတ်ပြန်လို့ရတယ်နော်ဆဲတော့လက်မခံဘူး ရာကြီးလည်းမဟုတ်ပါဘူးကျွန်တော်တာသီးတလောက်ကျွန်တော်လေးလာပြီးကျွန်တော်ပြောနေတာကျွန်တော်နိုင်ငံရဲ့အခြေခံတိရလောက်ပဲရှိရကျွန်တော်ထက်အများကြီးတိရလူတွေအများကြီးတိုင်းပြည်ကိုဆော့ခွာသွားတာဘာမှမရှိဘူးဘာမှလည်းဟုတ်တာလည်းမဟုတ်ဘူးကျွန်တော်ပြောပြီးပြီးတိုင်းပြည်ကိုနော်အုံနောက်တွေမြေကြီးပေါ်မှာလိတ်လိတ်ပြီးတော့ပြည်ပေါက်ထွက်ပြေးနေကြတယ်မြန်မာအုံနောက်တွေဘာလို့ပြေးနေလဲဆိုတော့ပြောပြမယ်အတူကျွန်တော်တို့မြန်မာနိုင်ငံရဲ့အသေးနှလုံးလို့ပြေးနေမြန်မာနိုင်ငံနော်တိဆောက်ချင်တဲ့စိတ်နဲ့ဆိုရင်တကယ်ရင်လေးစရာကောင်းတယ် ျွန်တော်အခုတနေ့ကပြောခဲ့တဲ့မြန်မာနိုင်ငံမှာပညာရှင်တွေအတတ်ပညာရှင်တွေဘာဖြစ်လို့ဒီလောက်အများကြီးမြန်မာနိုင်ငံကနေဆုံးခွာပြီးပြေးထွက်နေကြတာလဲစဉ်းစားကြည့်ဘူးလားတနင်္ဂနွေလုံးမှာရှိတဲ့အနာဂတ်ရဲ့အင်ဂျင်တွေကဘာတွေလဲပညာရှင်တွေကျွမ်းကျင်သူတွေကိုစနစ်တကျနှီးမျိုးစုံနဲ့နိုင်ငံကနေကန်ထုတ်မောင်းထုတ်နေတာဒါနောက်လာမဲ့တော်လန်ရေးရောနိုင်ငံရေးရောဘာတစ်ခုမှကောင်းလာဖို့မရှိဘူးတိုင်းပြည်ရဲ့ရေရှည်အနာဂတ်မှာဘယ်လောက်ကြီးမားတဲ့ကပ်ဘေးဖြစ်လာနိုင်လဲဆိုတော့သိချာသိတာဘို့လို့တယ် 大米图要这个多，大木安全些了啊！是大队个背的，拉上我的，对那队人呐，开下机的，机也坐定了，来摆到我们后部。这个安全啊，非常心里懊恼。图要抓紧木，图要开米的，都得等到三十、六十的前头的，啊！快将十天来的酸雨的呢抵消了。就老棉花大麦个边起来，对嘛？他看嘛，这过分呀，偏的没东西的。 နိုင်ငံအကူပြောင်းနေဖြစ်လာတဲ့ပညာတတ်တဲ့သူတွေအကုန်ထွက်ပညာတတ်တဲ့သူတွေဘာအပြည့်မှမရှိပဲပြေးရတာနိုင်ငံကနေနေထုတ်ခံရတာအဲ့ဒါလေဘလို့မပြန်ပြီးအစားထိုးလို့မရတဲ့ကြီးမားတဲ့ဆုံးရှုံးနေနာမှုတချို့ဆိုရင်မျိုးဆက်နဲ့အော်လာပြန်ပြီးထုပြန်ပြလာမျိုးဆက်နဲ့ချီပြီးတော့ကိုမှဆုံးရှုံးတာဗျနော် ဒီတော့ဒီဟာကိုလည်းအတူပဲပြောပြပါမယ်ဒီလိုပညာရှင်တွေမရှိတဲ့အုံနောက်မဲ့သွားတဲ့တိုင်းပြည်တစ်ခုရဲ့အနာဂတ်ဟာဘာဖြစ်မလဲဆိုရင်နော်ပညာမဲ့တဲ့တိုင်းပြည်ကြတော့ဘာတွေပဲလှုပ်လှုပ်ဘလောက်ပဲကြိုးစားကြိုးစားအနာဂတ်တစ်ခုကိုခိုက်ခိုက်မှန်မှန်ရေရှည်တည်ဆောက်လို့မရတော့အခုလိုမျိုးပေါ့တပွဲထိုးအနိုင်တွေပျော်နေတာကျွန်တော်တို့မြန်မာနိုင်ငံတမိုင်းထဲမှာပညာရှင်တွေလည်းတရားမှမရှိဘူးဒီတော့အစူလိုက်ဆိုလိုက်ထွက်ပြရတဲ့လေရင်ထဲမှာအကြီးချင်းမရှိတဲ့လေရင်မှုတယောက်ကခရီးသက်အပြည့်ပါတဲ့လေရင်ကြီးတစ်စီးကိုအမောင်ထဲမှာ မောင်းနေနေတဲ့အခြေအနေနဲ့ဘာမှမထူဘူးအခုချိန်မှာနော်အကြီးချင်းလည်းမရှိဘူးလေရင်မှုတော့နေရာမှာထိုင်ရတယ်ခကြီးတရားအနောက်ကအပြစ်ပါတယ်အဲ့ဒီလေရင်တစည်းကိုဘာမှမသိဘဲနဲ့အမောင်ထဲမှာရန်တော့ဆန်တော့မောင်းနေနေတာအဲ့ဒီလိုမျိုးဘာအတိမရှိဘာအတတ်ပညာမှမရှိမမကကနားမလဲတဲ့လက်ထဲမှာရှိတဲ့အင်အားကိုတင်တော့တတ်ဆင်ပေးပြီးတော့အကျန်းဖက်လောက်ခိုင်းနေတယ်တူတူပဲ တော့ကျွန်တော်တို့နိုင်ငံကလက်နက်နဲ့ပဲဖြည့်ရှင်းရတော့မယ်လက်နက်မပပဲဖြည့်ရှင်းရတဲ့နီးစနစ်ကိုဘယ်သူမှမသိတော့ဘူးပြီးတော့အရေးကြီးဆုံးမိကုန်းတစ်ခုကတော်လိုင်းတစ်ခုတိုက်ပြည်ဒေသတစ်ခုမှတင်နက်နဲ့အနိုင်ယူရုံနဲ့မရောက်ဘူးဆိုတာလက်နက်ကင်နာလူတွေကျွန်တော်ကိုယ်တိုင်တကယ်ရောတိနာလဲလို့လားတကယ်အဖြစ်ရှိရှိနေပဲပညာဆိုတဲ့အရာကအာနာတီမြဲရေးကိုအကြီးအကျယ်၆လက်နေတယ်ကျွန်တော်သိချာမှတ်ထားပါ နော်အာနာရှင်တိုင်းအတွက်အန်ဒီရဲ့အကြီးဆုံးရန်သူဟာတင်နဲ့တက်လက်ကင်ထားတဲ့ RPG တက်လက်ထမ်းလာတဲ့လူမဟုတ်ဘူးနော်ဆော့အော့တော့အုပ်ကိုကင်ထားပြီးစနစ်တကျနားလည်အောင်လေးလာနေတဲ့ပညာတတ်တစ်ယောက်ပဲအဲ့ဒီပညာတတ်မျိုးဆိုရင် AUG ရောစစ်ကောက်စီရောမလိုဘူးဒီတော့အဲ့မှာဖြစ်နိုင်ချင်တဲ့ကိုတိတ်တိတ်ကြကြလေးပြောသွားမယ်အရေးကြီးတာတကယ်လို့တော့နောက်တစ်ချိန်မှာဒီနိုင်ငံကနေဆွန့်ခွာသွားတဲ့တန်ဖိုးကြီးတဲ့တန်ဖိုးရှိတဲ့ပညာရှင်တွေကို နိုင်ငံပြန်လည်တည်ဆောက်မယ်အရေးပေါ်အတိတ်တခုပြောက်ကလာပြီးွားလို့ပြန်လည်လက်ပတ်ဖို့လုပ်ငန်းတွေမှာပြန်လည်ပါဝင်လာအောင်ခေါ်ယူပြန်ခေါ်ယူနိုင်အောင်တကယ်စူးစမ်းလုံနိုင်ခဲ့တဲ့ဆိုရင်တဘာဝအရင်းမြစ်တွေအများကြီးရှိတယ်ဥပမာအေအေတို့မှဆိုအများကြီးပဲရခိုင်မှာဆိုရင်ပညာတတ်တွေမောင်းနေဖို့လိုအပ်နေတယ်မဟုတ်လားဒီတော့ပညာတတ်တွေနဲ့မောင်းနေလိုက်ရင်တိုက်မကြခဲ့စင်ကာပူလိုဖြစ်သွားမယ်နော်တရားစော်သားတွေရှိတယ် ပညာတတ်မရှိဘူးဆိုရင်အဲ့ဒေတာကြီးကဘလူနဲ့မောင်းနေမှာလေခင်ဗျားတို့ကျွန်တော်တို့မြေရှောက်ထုတ်ပြီးတော့ဘလူလောက်ရမှမသိပဲပြန်ထည့်ပြီးတော့မြေကြီးမှပြန်ဖောက်ထားလိုက်မှရမှာပေါ့တကယ်မကရဖဘီတိုတဲ့မူဝါဒကောင်းလေရေးဆွဲလို့နိုင်မယ်ပြည်နေပြည်ပါဆက်ဆက်ရေးနေနားလဲမယ်အဲ့ဒေတာခက်မိမှာပဲနောက်တစ်ခုကအခုလိုပဲပညာရှင်တွေမောင်းထုတ်ကန်ထုတ်အမျိုးစုံဘေးကိုကန်ထုတ်နေဖိနှိပ်နေမှဆိုရင်အဲ့ဒေတာမှာဒါမှမဟုတ်တိုင်းပြည်တစ်ခုလုံးတောင်ဝင်မဲ့သူတွေကစစ်ရေးဆိုင်ရာတပ်မှုတွေ လက်နဲ့ကိုက်သွေးကြုံရှိတဲ့ဘူကြီးတွေဘူမှုတွေပုတ်ချုပ်တွေဖြစ်နေမှာဆိုရင်အဲ့ဒါကို governance လို့ခေါ်တဲ့စီမံအုပ်ချုပ်မှုစနစ်ကိုသူတို့ဘယ်လိုလုပ်မလဲတိစားဖို့မပြောနဲ့ရှိတဲ့အခြေခံအဆောက်အဦလေးတော့မှဘုံတော်ခွဲပြီးတော့အသက်ပြန်ဆောက်ဆိုပြီးလုပ်နေတယ်မလားမသိဘူးဒီတော့ဘာမှလုံးမတက်တဲ့လူတွေကစနစ်လေးတော့မှဘာမှမသိဘဲနဲ့ထိရင်ပြတ်တိုင်ရင်ကျိုးအဆင့်မဲ့နည်းနည်းဆိုရင်ရဖြစ်နေမှာပဲ 大批就是批，然后手表在多买一千台。对啊，我你搞车又多少钱那个？大批都差不多了啊，平常些的么些人，半年嘛提三六没有。哦 <noise>，到档期的，小苗子的，苗子些的呢嘛，那 G P N 么包面包嘞么低，然后就是有不如老表不如能忙的嘛嘞。在幺六幺零买的低嘛，然后 I G B 变靠路的么走走了。啊，走路么样的？你讲没呗？ ဖွံ့ဖြိုးမှုနေကွေးတာသူများနိုင်ငံဒရုန်းသိတဲ့အတိုင်းပဲဒီတော့ဘာမှတဖို့မထားတဲ့နိုင်ငံရဲ့အပြုမှုတွေကြောင့်တမင်တကာကိုပဲအနောက်ကျကျအောင်လုပ်နေသလားပဲနော်ကျွန်တော်တို့ရင်ဆိုင်ရမယ်အရှိမလာမယ်စိတ်ကုန်မှုတွေအားလုံးကခင်ဗျားတို့ကျွန်တော်တင်တဲ့နဲ့ပြစ်ဓာတ်နဲ့ခုတ်ပြီးတော့ရှင်းရမယ်ကိစ္စတွေမဟုတ်ဘူး data တွေနဲ့အချက်လက်တွေနဲ့အသိပညာတွေအုံနောက်နဲ့ဖြစ်ရှင်းရမှာအဲ့ဒီပညာတွေအသိတွေမရှိဘူးဆိုရင်အဲ့စိတ်ခေါ်မှုကိုခင်ဗျားတို့ဘယ်လိုလုပ်တုတ်ပြမှာလဲဘယ်လိုလုပ်ရှေ့ဆက်လို့နိုင်မှာလဲတိနေတဲ့လက်နဲ့တိုက်ခိုက်ပြီးအနံ့ရလိုက်တာကတိုင်းပြည်အတွက် အကြရှည်ဆုံးခံမဲ့အခိုင်အမာဆုံးဖြစ်မဲ့အမွေနဲ့မဟုတ်ဘူးပညာမဲ့တဲ့အုံနောက်မဲ့ခြင်းဟာတနိုင်ငံလုံးရဲ့အနာဂတ်အသက်သွေးကြောကိုအပြည့်ချေမွပြီးတော့သူများနိုင်ငံရဲ့ကြုံဖြစ်အောင်လုပ်မှာ ပြီးတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဗျာတိန်နာတမားနဲ့တကယ်နားလဲတဲ့အတတိတဲ့လူကိုလည်းဘသူကိုရွေးချယ်ပြီးတော့ဘသူ့နေရာပေးပြီးတော့ဘသူနဲ့ဆက်ပြီးတော့တိဆောက်အောင်လဲဆိုတာတေချာလေးမြင်အောင်ကြည့်ဖို့လိုတယ်။နော်ခုနကပြောတဲ့တန်ကာနဲ့ဖုန်ကြီးပြီးတော့မြန်မာနိုင်ငံအုံနောက်တွေဘာဖြစ်လို့တိုက်ပြည်ကနေအစိမ့်စိမ့်ပေါ်မှာပြိုပြီးပြေးထွက်နေရလဲဆိုတာတေချာစဉ်းစားဖို့လိုတယ်မဟုတ်ရင်မရတော့ဘူး။နော်နည်းနည်းပြောနည်းနည်းထုနေတာလေနည်းနည်းပြောနည်းနည်းဒေါသထွက်တာလေကျွန်တော်လည်းနေတိတ်မကောင်းလို့တိတ်ပြီးတော့မပြောချင်ဘူး။ အခုဒီတရနေ့မှဆိုကျွန်တော်ဒီဟိုတနေ့ကပြောတဲ့အဥ္စါဆိုကျွန်တော်တော်တော်ဒေါသထွက်တယ်ကျွန်တော်မပြင်ဘူးကျွန်တော်ဒီတိုက်ဘက်ပြောနေလို့ပဲဒီလေအိုးတနိုင်ငံလုံးအောင်ပွဲတွေတနိုင်ငံလုံးနိုင်ပွဲတွေဒီလောက်ပဲနိုင်နေပြီလားတနိုင်ငံလုံးပြောရင်လည်းကျွန်တော်ကအပုတ်ဖက်ကနေအဆိုးဖက်ကနေပြောသလိုဖြစ်အောင်မယ်ပြီးမှအတူလေးတွေတိတိတင့်ပေးပါမယ်နော်ကျွန်တော်သေချာလေးမနေ့ပိုင်းမှာအဲဒီမှာမှထိတိရောက်ပြောတော့တာ ဒီလိုမျိုး live မှာပြောလို့ကတော့ကျွန်တော်စိတ်ဒေါသနဲ့ကတော့တော်တော်ရှည်တာဟုတ်လူနဲ့တိတ်နေမကားသေးလို့အတူလေးလေးနဲ့တိတိချချာလေးပြောပေးထားတယ်အဲ့ဒါပို့ပြီးထိရောက်ပါတယ်နှုံးမဆိုရင်မလွယ်ဘူးဒီလောက်ပါပဲ။ရကောလာတော့